မင်္ဂလာပါရှင်ခစ်တက်တလီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိထီးတာပြူဟာစခန်းကို KNL တပ်မဟာလီသိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တပ်မဟာလီနယ်မြေမှာပြူဟာစခန်းကိုပထမဆုံးသိမ်းပိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ကရင်မျိုးသားစီယုံ KNU တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာစီရင်ရရှိပါတဲ့စစ်ကောင်စီရဲ့ထီးတာပြူဟာတပ်စခန်းကို AP 19ရဲ့ညနေပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တဝဲခရိုင်တွင်ရမှုပဒုစောအင်နာကပြောပါတယ်။ AP 17ရဲ့ညနေပိုင်းကစတင်ထိုးစစ်ဆင်ခဲ့တဲ့ထီးတာ ဖြူဟာစကန်ကို AB 19ရဲ့ညနေပိုင်းမှာအပီးသက်သေးပိုင်နိုင်ခဲ့တာဖြစ်တယ်လို့၎င်းကဆိုပါတယ်ကျွန်တော်တို့သိပြီးတော့လောလောဆယ်ဘာမှအတိမပြူဟာသေးဘူးပြည်စည်းလက်နဲ့ခရရန်ဤလို့ပဒုစောအင်နာကလက်နဲ့ခရရန်စစ်တုံမှန်ရရှိမှုနဲ့ ထိခိုက်ကြဆုံးအခြေအနေတွေမေးမြန်းမှုပေါ်မှာပြောပါရည်ဒီတာပြူဟာစကန်ကတိုင်းမြန်မာနယ်စပ်တရှောင်းထိကိမြစ်တာနယ်မှာအချက်အချာကြအရေးပါတဲ့တပ်စကန်တစ်ခုဖြစ်တယ်လို့ KNU တဝဲခရိုင်အုပ်ချုပ်ရေးဌာနချုပ်နေမြင်ဖြစ်တယ်လို့ဆိုပါရည်အဆိုပါနေရာကိုစစ်တပ်ကလွန်ခဲ့တဲ့28နှစ်ကကထိုးစစ်ဆင်သိမ်းပိုက်ထားခဲ့တာဖြစ်တယ်လို့ဆိုပါရည်ထိတာပြူဟာကအရင်က KNU ရဲ့ထိန်းချုပ်နေမြင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးအဲ့ဒီခရိုင်ဌာနချုပ်ဖြစ်တဲ့ဒီစကားစကား1998ခုနှစ်ကထိုးစစ်ဆင်ပြီးတော့ကျွန်တော်တို့ကလက်လွတ်ရတာပေါ့လို့ဘဒူစော ောအင်နာကပြောပါရယ်။ KNU တပ်မဟာလီနယ်မြေမှာ2024နဲ့2025အတွင်းစစ်ကောင်စီတပ်စခန်းများစစ်ကောင်စီစစ်ကြောင်းများကိုတပ်မဟာလီနယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှုအရှိန်မြင့်လုံဆောင်လာခဲ့တာဖြစ်ပြီးစခန်းချို့နဲ့တင်ပန်ရရှိခဲ့ပါရယ်။တပ်စခန်းချို့တင်ပန်နိုင်မှုစစ်ကောင်စီတပ်ကစခန်းဆုံးခွာမှုနဲ့လွန်ခဲ့တဲ့တနင်္လာ2024 AB လကလည်းစစ်ကောင်စီရဲ့ခလာရ103တရင်ကတရင်အလိုက်လက်နက်ချအညံ့ခံမှုရှိတော့လေပြူဟာအစဉ်စခန်းကိုအခုပထမဆုံးတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ထိုင်းနယ်စပ်အနီးကစစ်ကောင်စီတပ်ရင်မောဖားသူစခန်းတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်နာကစစ်ကောင်စီတပ်ရင်လေးဝေါ်မောဖားသူတပ်စခန်းကို KNU တပ်မှ9နဲ့ပူးပေါင်းတပ်က EP လာ16ရက်နေ့ညနေပိုင်းမှာစတင်ပြီးတိုက်ခိုက်နေရလို့သိရပါတယ်။မြောက်ပြည်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့မောဖားသူစခန်းဘက်ကနေတိုက်ပွဲဖြစ်ပွားတဲ့နေ့ကိုထိုင်းဘက်အကြမ်းကပါအတိုင်းသားကြားနေရတယ်လို့နေဆက်သတင်းအရင်းမြစ်တွေကပြောပါတယ်။ AP 19ရက်ကလည်းမောဖားသူစခန်းကိုဒရုန်းနဲ့ပုံချတိုက်ခိုက် င်လို့သိရပြီးနေဆန်ဤတိုက်ပွဲတွင်ကြောင်းထိုင်းစစ်တပ်ကလည်းနေဆက်တရှောင်းလုံးကြုံရေးကိုတင်းကျပ်ထားတယ်လို့ထိုင်းမီဒီယာတချို့ကပြောပါရယ်တိုက်ပွဲတွင်စစ်ကောင်စီနေတရဲ့လီကြောင်းတိုက်ခိုက်မှုတွေကြောင့်မြန်မာဘက်ခြံကကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင်ဒေသခံ215ဦးကိုထိုင်းဘက်ကိုထွက်ပြေးတင်းရှောင်လာတယ်လို့ဖော်ပြထားပါရယ်မော်ဖားသူစကန်တိုက်ပွဲနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတွေစီသတင်းဌာနကဆက်သွယ်မေးမြန်းနေစေဖြစ်ပါရယ် ပြီးခဲ့တဲ့မလတွင်ကလည်းကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ကထိုင်းနေစံဤငွင်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ပူလူတူစခန်းနဲ့ခလက်ဒီစခန်းတွေကို KNU တပ်မခွနစ်ကတင်ယူထားပါတယ်လက်ရှိမှာဒေါနာတောင်ရှိဘတ်ချမ်းမြောက်ရီမြို့နယ်ထဲမှာမော်ဖာသူစခန်းအပြင်မဲလာမော်ဖိုခီမော်ဖိုကေတာလီပြူဟာ နော်တာရာတောင်ထိန်စကန်စစ်ကောင်စီတပ်စခန်းကြီးကျန်ရှိနေရလို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့တပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအစံဘတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုသိဆုံးသူ24ဦးထိရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအစံဘတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းသိဆုံးသူ24ဦးထိရှိလာပြီးဖြစ်ကြောင်းပြည်ဦးဝန်ခရိုင်ပကဖမတာဝန်ရှိသူတောက်ကပြောပါရယ်။အေဘီလာ19ရက်နေ့နေ့လယ်တနင်္ဂနွေကအစံဘတ်စစ်တပ်ကတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အစံ ဘတ်စတန်းရဲ့နေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူ73ဦးပွဲချင်းပြီးတည်ဆုံးခဲ့ပြီးလက်ရှိအချိန်ဒီစေကူတာမှုခံယူနေသူများထဲမှာပြင်းထန်ဒဏ်ရာရရှိသူ71ဦးထပ်မံတည်ဆုံးခဲ့ကြောင်းဒါကြောင့်တည်ဆုံးသူ24ဦးထိရှိလာပြီဖြစ်ကြောင်းသိရပါရယ်။ဒါပြင်ထိခိုက်ဒဏ်ရာရရှိသူ30ဦးကျော်ရှိပြီးပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်တဲ့အတွက်တည်ဆုံးမှုအရေးအတွက်ထပ်တိုးလာနိုင်ကြောင်းသိရပါရယ်။ရေအတွက်ကျွေးရကိုမိထီလာလီတက်ကတက်လာတဲ့ Jet Fighter တစီးနဲ့ဘုံနှလုံးကျဲချသွားတာနေအိမ်25လုံးမီလောင်ပြကြတယ်။ဒဏ်ရာရသူကတော့30ရှိတယ်။ ည်းတည်ဆုံးတာ24ဦးထိရှိသွားပြီလို့ပြည်ဦးဝင်ခရိုင်ဘက်ကဖာမှတာဝန်ရှိသူတောင်ကပြောဆိုပါတယ်။ ဆက်လက်ပြီးမြင်းမှုမျိုးနဲ့ကံတော်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုကလင်းငင်များပါဝင်ပြည်သူများတိုက်ခိုက်တိုက်ဆုံမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမြင်းမှုမျိုးနဲ့ကံတော်ရွာကိုအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင်းကလင်းငင်များပါဝင်ပြည်သူများတိုက်ခိုက်တိုက်ဆုံမှုရှိကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။ AP လ19ရက်မနက်7:00မိနစ်40ခန်းမှာမြင်းမှုမျိုးနဲ့ကံတော်ရွာကိုအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာဖြစ်ကြောင်းသိရပါရယ်။အကြံဖတ်စ စ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့အရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။မြင်းမှုမျိုးနဲ့ကန်တော်ချင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေရင်နဲ့ပုံချဲတိုက်ခိုက်သွားတာပါ။တော်လိုင်းရဲပေါ်ရီရှာနိုင်တဲ့လောက်တော့ကဲထုံနေပါတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။နောက်ထပ်တပုံးအနေနဲ့တမုံမျိုးရှိစစ်ပီးရှောင်းနေအိ20ကျော်ဖြူစော်တီအဖွဲ့မှဖြတ်ယူပြီးရောင်းချနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတမုံမျိုးရှိစစ်ပီးရှောင်းနေအိ20ကျော်ကိုစစ်ကောင်စီလက်အောက်ခံဖြူစော်တီအဖွဲ့မှဖြတ်ယူပြီးရောင်းချနေကြောင်းဒေသခံ က်များထံမှသိရပါရယ်တမူးမျိုးချင်းလူမျိုးများစုနေထိုင်နေမြို့မဆက်လီချောင်းနဲ့ကျင်းရက်ွက်ရှိစစ်ဘေးရှောင်နေအိမ်များကိုယခုရက်ပိုင်းမှာပြူစော်တိဖွဲမှဖျက်ဆီးပြီးရှောင်းချနေတာဖြစ်ပါရယ်တမူးမြို့တဲတိုက်ပွဲသတင်းကြောင်းထွက်ပြေးတင်းရှောင်နေကြတဲ့စစ်ပီးရှောင်နေအိမ်တွေကိုဖျက်နေကြတာပါအဓိကကတော့လူမနေတဲ့အိမ်တွေပါအခုဆိုဇက်တိုက်ဖျက်နေပါတယ်လက်ရှိမှာအိမ်ရေအတွက်တော့20ကျော်သွားပါပြီလို့တမူးဒေသခံတုံးကပြောပါတယ်ဖြူစော်တီးပွဲကဖြိုဖျက်နေတဲ့နေအိမ်များမှာတစ်သားပြင်တုတ်တုတ်ကိုယူပြီး၎င်းတို့နေအိမ်များဆောက်လုံရမှာပြန်လ င်အသုံးပြုတဲ့အပြင်အဖွဲအသုံးစိအတွက်လို့ဆိုပြီးရှောင်းချမှုတွေလည်းပြုလုပ်နေကြောင်းသိရပါတယ်။အိမ်ကောင်းတဲ့နေအိမ်တွေရွှေ့ပြီးဖြိုဖျက်နေကြတာပါ။အဲ့ဒီအိမ်တွေကတစ်တွေပြင်တွေတွတ်တေဆိုသူတို့စောက်တဲ့အိမ်တွေမှာပြန်သုံးကြတယ်။တချို့ကြတော့ဖြူစော်တီအဖွဲတွေသူတို့အသုံးစိအတွက်ဆိုပြီးတခြားရက်ွက်တွေမှာပြန်ရောင်းချကြတယ်လို့တမှုဒေတာကန်တုံးကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းကတမုံညုံမှာနေထိုင်ခြင်းမရှိတဲ့နေအိမ်တွေကိုဖြိုဖျက်သွားမှာဖြစ်ကြောင်းစစ်ကောင်စီနဲ့ပြူစောထီလိုကချင်းချောက်ထားပါရယ်တမုံမျိုးကိုစစ်ကောင်စီနဲ့ပြူစောထီလိုစုံမထိန်ချုပ်ထားပြီးခိုးဆိုးလူရဲခြင်းမကြခဏလူသတ်မှုဖြစ်ပွားခြင်းလူငယ်များဖမ်းဆီးခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့်ဒေသခံပြည်သူတွေကမြို့မှာမနေရတော့ပဲအခြားမြို့နယ်တွေမှာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင် ။နေပြီးတော့အီလာလီတက်စကန်ကိုတွန်လိုင်းတက်များစုပေါင်းပြီး၁၀၉မမရှော့တိုက်တုံးလေးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWN အဖွဲ့ကထုတ်ပြန်လိုက်ပြီးနေပြီးတော့မှပြည်သူများကလည်းမနေ့ကညပိုင်းပောက်ကွဲတံများကြားရကြောင်းသတင်းဌာနကိုပြောသွားတယ်။မနေ့ကအီပီလာ၁၈ရက်နေ့ည09:00မိနစ်ချင်းစစ်ကောင်စီရဲ့နေပြီးတော့အီလာလီတက်စကန်ကို၁၀၉မမရှော့တိုက်တုံးလေးနဲ့တိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုကို BWN အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Black Leopard စစ်တပ်နဲ့အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေပြီးတော့အီလာလီတက်စကန်အတွင်ကို၁၀၉မမ မှ short tight တုံးလုံးကိုအမြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါရယ်စစ်စင်ရေးမှာနေမြေလုံးကြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးဝါးမှုစတဲ့အခက်အခဲတွေကြောင့်နေပြည်တော်လီတက်စကန်ကို short tight တုံးလုံးသာအမြင်စွာပြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးပြစ်မှတ်တွေကိုထိမှန်ပောက်ကွဲခဲ့ကြောင်းသိရပါရယ်ဟုတ်တယ်မနီညကအီလာလီတက်ဘက်မှာပောက်ကွဲတန်နေကြရတဲ့စုစုပေါင်း50လောက်ကြာရတဲ့ပောက်ကွဲတန်ဘာရီပောက်ကွဲလည်းမသိပေမဲ့အတန်ကတော့တော်တော်များများကြားလိုက်ရပါတယ်လို့နေပြည်တော်အီလာလီတက်အနီးကျေးရွာတကူမှာဒေသခံပြည်သူတောက်ကဆိုပါရယ်စစ်စင်ရေးတက်ခိုင်း င်ရခြင်းမှာငလင်ပေးကြောင်းစကိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသတွေမှာပြည်သူများဒုက္ခပင်လဲဝင်နေခြင်းစစ်တပ်ကပြည်သူများကိုလေကြောင်းမှာအဆက်မပြတ်ပုံကျဲတပ်ဖြတ်နေတာကြောင့်ဖြစ်ကြောင်းဗလာ28ရက်နေ့ငလင်လောက်ခတ်ပြီးချိန်ကစပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရှားချီရှိခဲ့ကြောင်းပြည်သူတည်ဆုံမှုမှလည်းရှားချီရှိနေပြီဖြစ်ကြောင်းဒါကြောင့်ငလင်တန်းကြောင်းထိခိုက်မှုတချို့ရှိနေခဲ့တဲ့နေပြည်တော်အီလာလီတပ်စခန်းကိုအပြည့်စည်းတွေကြောင်းမှပြည်သူကိုတပ်ဖြတ်ဖို့ဆက်လက်အသုံးပြုနေတဲ့အတွက်လေတပ်နေနေရေး BWM Mission 33ဖြင့်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။